ကျွန်တော်တင်ပြမှာကတော့2016ခုနှစ်ဒီလ၄ရက်နေ့မှာ၁၀နှစ်ကြည်ကြမြင့်မဲ့လာမဲ့ရက်တစ်ပတ်အတွက်မူလကသဂျူတင်ခမန်းချက်တွေဖြစ်ပါတယ်။ဒီခမန်းချက်တွေကိုမြင်ပြမီလောလောဆယ်ဖြစ်ပေါ်နေတဲ့မူလကသအခြေအနေအခြေချုပ်ကိုအရင်ဆုံးတင်ပြလိုပါတယ်။ဒီလ၄ရက်နေ့မှာတိုက်ရရရှိတဲ့အမြင့်ဆုံးအပူချိန်ရရဲ့အခြေအနေကတော့မြန်မာနိုင်ငံတဝါလုံးလိုလိုအများအပြား လယ်ပိုင်းကနေတောင်ပိုင်းအထိအပူချိန်အမြင့်ဆုံးရှိနေပါတယ်။ပုံမှန်အချင်းအပူချိန်40ဒီဂရီမှ45ဒီဂရီစင်ဂရီခန့်ထိမြင့်တက်နေပါတယ်။မိုးရွာသွန်းမှုအနေနဲ့တော့မြန်မာနိုင်ငံအထက်ပိုင်းမြောက်ပိုင်းဒေသတွေမှာဒေရင်ကြီးငယ်ဖြစ်ကျွမ်းရာကနေပြီးတော့ရမယံကမိုးတိမ်ကောင်းကမိုးပြင်းတဲ့အခြေအနေရှိပါတယ်။ဒီဒေသတွေမှာတော့ကာယနေရာကိုတွေ့ရပါတယ်။ခမ်းလွန်ရောင်ကြီးအညွန့်ငယ်အနေ ရှင်းမြောက်ပိုင်းဒေသတွေမှာအနည်းငယ်ညော့ကြနေပြီးတံတွေလုံးကတော့လွန်ခဲ့အဆင့်မှာရောက်ရှိနေတာကိုတွေ့ရပါတယ်။အဗီလာ၄ရက်နေ့က10နေ့ဒီဂျမင်းမဲ့လာမယ့်ရက်တစ်ပတ်အတွက်နေဘူးကြီးအများဆုံးဖြစ်နိုင်တဲ့ဒေသများကတော့စကန်တဲအောက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းတောင်ပိုင်းဆုံးပဲခူးတိုင်းအေရီတိုင်းအရှိပိုင်းပြည်ပြည်နယ်တောင်ပိုင်းကယားပြည်နယ်မွန်ပြည်နယ်တောင်ပိုင်း တနေ့တိုင်းတိုင်းတောင်ပိုင်းစားတဲ့ဒေသတွေမှာနေ့ဥချင်းဟာ40မှ45ဒီဂရီစင်ပေကန်တီမြင့်တယ်နေမှာ။ကြာဒေသတွေမှာတော့ရေပေါ်ရအဖြစ်နေ့ဥချင်းက30မှ40ကန်တီရှိနေတယ်နေလို့ခမရရှိပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့နေ့ဥချင်းတွေကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့မြောက်ဘက်အစောဒေသဖြစ်တဲ့ကချင်ပြည်နယ်စကမ်းတိုင်းဂျပန်နေမှာနေ့ဥချင်းတွေဟာပုံမှန်အပူချိန်များရဲ့အထက်ကျော်လွန်နေပါတယ်။အနည်းဆုံး 8ဒီဂရီမှ10ဒီဂရီစင်ဂရိတ်ကန်တီကျော်လာနေတာတွေ့ရပါတယ်။တောင်ပြင်အဆုံးဖြစ်တဲ့တနင်္လာနေ့တိုင်းမှာလည်းနေ့ဘူးချင်းကပုံမှန်ရက်ထက်1ဒီဂရီမှ4ဒီဂရီစင်ဂရိတ်ကန်တီပိုနေပါတယ်။ဒါပေမဲ့လည်းရှမ်းပြည်နယ်တောင်ပိုင်းကရပြည်နယ်မှာတော့နေ့ဘူးချင်းကြီးဟာပုံမှန်အောက်ကို1ဒီဂရီမှ2ဒီဂရီလောက်ကျော်နေပါတယ်။မော်ဒမဝေးဒေသတွေဖြစ်တဲ့မွန်ပြည်နယ်မြောက်ပိုင်းအကူတိုင်းတောင်ပိုင်းရန်ကုန်တိုင်းတောင်ပိုင်းတို့မှာလည်းနေ့ဘူးချင်းများ ုံမှန်ရဲ့အောက်အငင်းငယ်ညော့နေနေတာကိုတွေ့ရပါတယ်။မိုးရွာသွန်းမှုအနေနဲ့တော့လူကလာလေးရဲ့ထုံးစံတိုင်းမြန်မာနိုင်ငံမျိုးပဲအဆုံးဖြစ်တဲ့ကချင်ပြည်နယ်စကမ်းတဲ့ဂျပိုင်အရှေ့ပိုင်းအဆုံးဖြစ်တဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားမုတ်ချုံရွာသွန်းနေပါလေ။ဒါပေမဲ့လေဒီရွာသွန်းမှုတွေဟာပုံမှန်ရွာသွန်းမြေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့အားလုံးက ေတာတွေဟာပုံမှန်ရတုံးမြင့်ရဲ့အောက်ကိုညွန်နေနေတာကိုတွေ့ကြပါတယ်။နောက်ဆက်ကြောက်ခွင့်နဲ့ဟာအယ်လီညိုရဲ့ဒုတိယ6လဖြစ်ပါတယ်။ဒီဒုတိယ6လမှာလက်ရှိမတ်တာအကုန်ထိအယ်လီညိုရဲ့အင်အားဟာအတင်းတင်းကိုရောက်ရှိနေပါတယ်။တင်ကြာပုံစံတွေကိုသုံးပြီးခမ်းမတဲ့အခါမှာတော့ဒီအယ်လီညိုဟာတပြေးပြေးဆက်လက်ရော့ရော့ကြသွားမယ်။နောက်ဆက်ကြောက်ခွင့်နဲ့ဂျွန်လာလောက်ရောက်တဲ့အချိန်မှာတော့အယ်လီညိုကနေပြီးတော့ဂျန်နေ ကာလကိုကူပြောင်းသွားမှာဖြစ်ပါတယ်။ယာဉ်ကြီးကာလအနေထားနဲ့မဆွေသမုတ်ကြဟာဇူလိုင်လ၊ဩဂုတ်လ၊စက်တင်ဘာလ၃လရှိနေမှာဖြစ်ပါတယ်။စက်တင်ဘာလကိုတဲ့ခါမှာတော့မဆွေသမုတ်ကြရဲ့ယာဉ်ဥတုကဂျာနေယာဉ်ဥတုကနေပြီးတော့လက်ရှိဖြစ်နေတဲ့အယ်လီညိုနဲ့ဆက်ကျင်ပဲဖြစ်တဲ့လာနီညာယာဉ်ဥတုကိုကူပြောင်းသွားမယ်လို့ခံမှန်းတွက်ချက်ရရှိထားပါတယ်။အကြမ်းဖြင့် ကျော်လာမှာအဲဒီယုံဒီကုန်ဆုံးပြီးတော့လာမယ့်2016ခုစက်တင်ဘာလလောက်မှာလာနီညာဖြစ်စဉ်ကိုကူပြောင်းသွားမယ်လို့တွက်ချက်ရရှိထားပါတယ်အဲဒီယုံကြောင့်မြန်မာနိုင်ငံမှာအဓိကကြုံတွေ့နေရတဲ့ရာသီဥတုဖောက်ပြန်မှုများကတော့အခုချိန်လွန်ခဲ့ပြီးအခုချိန်များမြင့်တက်တဲ့အတွက်ရေပြက်လက်မှုကိုမြန်မာနိုင်ငံအနှံ့ပြားမှာတွေ့နေရခြင်းဖြစ်ပါတယ်2016ခုနှစ်အတွင်းမှာ တွေ့နေရတဲ့ဒီပြက်လက်မှုကပြီးခဲ့တဲ့နောက်ဆန်ကားတဲ့သုံးစားကဘုံဘုံများပြနေပြီးတော့အကြမ်းအဖြစ်ခြေရွာနှစ်ထောင်ကရေပြက်လက်မှုနဲ့ကြုံတွေ့နေရပါတယ်။ဘူရင်းချောက်တွေရာသီဥတုကြောင့်နောက်ထပ်ရှင်းနိုင်တဲ့သဘာဝပေးရတော့မိလောင်ခြင်းပဲဖြစ်ပါလေ။ဖေဗရူလာ၁၄ရက်နေ့ဒီမိသားစုဌာနရဲ့စာစစ်ချက်အရအင်ဂျီပေါင်း929လုံးမိလောင်ခဲ့ပြီးတော့ဆုံးရှုံးမှုတန်ဖိုးကလည်း134.685တန်းရှိပြီဖြစ်ပါတယ်။ အခုဆိုရင်နောက်ထပ်တလခွဲနှိပါများကြာနေပြီဖြစ်တဲ့အတွက်ဒီကိန်းကဏ္ဍများဟာဒီနေ့အချိန်မှာတော့ဒီတဲ့ဆများစွာပုံနေနိုင်တယ်လို့ခမန်းပါတယ်ကဘာတော်မှာလည်းအဲဒီလိုကြောင့်ဘူရင်းရဲ့ရာသီဥတုဖြစ်ခဲ့တဲ့အတွက်အဓိကအဖြစ်အမေရိကန်ပြည်တော်စုတေးဥအိန္ဒိယဖိလစ်ပိုင်အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာလူအသေးပြောက်1000ခေါင်းကသုံးသက်တူအထိအသက်သေဆုံးခဲ့ပါတယ် ဆုံးရှုံးမှုတန်ဖိုးကလည်းအမေရိကန်ဒေါ်လာ66.5ဘီလီယံအထိမြင့်တက်နေခဲ့ပါလေ။လာမယ့်တစ်ပတ်ပြည့်တဲ့အီရီယာ၄ရက်နေ့မှာအီရီယာ၁၀နှစ်အထိမိုးလေဝသခံမှန်းချက်များမတင်ပြမီလောလောဆယ်မြန်မာနိုင်ငံတော်မှာတတိထားမယ့်အချက်များကတော့အပူချိန်ငုံခဲ့မှုရေပြက်လာမှုနဲ့မြန်မာနိုင်ငံတစ်ပိုင်းဒေသများမှာမိုးလေညနေပိုင်းတွေမှာဖြစ်တတ်တဲ့မိုးတိမ်တောင်များပဲဖြစ်ပါလား။ ပြီးခဲ့တဲ့ရပိုင်းတွင်ကမိုးတိတောင်တခုရဲ့မိုးနေရာကွက်ပြီးပြီးကြတော့ရွာသောင်းငယ်မှုကြောင့်အဲ့ဒီဒေသမှာရှိတဲ့လေပွေးများရေမြုပ်ခဲ့ရပါတယ်။မြေကောင်ကြီးမှာရေမြုပ်အောင်ထိမိုးရွာသောင်းနိုင်တဲ့ဖြစ်စဉ်ဟာမိုးတိတောင်ဖြစ်ပါလေ။မိုးလင်းကျဲဒီပိုင်းတွင်ကမိုးတိတောင်တွေကအဲ့ဒီလိုနေရာကွက်မိုးကြီးတာမျိုးဖြစ်စေတတ်တဲ့အပြင်မိုးကျုပ်ပြင်းချင်းလေပြင်းတိုက်ခြင်းများလည်းဖြစ်စေတတ်တဲ့အတွက်ဘေးဥပအန္တရာယ်များကြုံတွေ့နိုင်တဲ့အတွက်အထူးဖြင့်အညာဒေသမှာနေထိုင်တဲ့ ုင်းမှာဖြစ်တတ်တဲ့မိုးတိမ်အောင်များအနေကိုတော့သတိပြုနေတိုင်းကိုလုံမဲလို့အကြံပြုတင်ပြလိုပါတယ်။အီဗီလာလေးရင်းမှာဇင်းနေဒီကြံနေမဲ့လာမဲ့ရတပတ်အတွက်မိုးလီဝဒခမန်းကျဲအနေနဲ့တော့ဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပြည်ပင်လယ်တို့မှာတိမ်ကြီးနေပဲဖြစ်ထွန်းနိုင်ပါတယ်။ဒါကတော့ဒွေရာတိကာလတွေရဲ့အစဉ်လာတိုင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့တော့မြောက်ပိုင်းအရှေ့ပိုင်းတောင်ပိုင်းစတဲ့ဒေသတွေမှာတိမ်အထက်ဖြစ်ထွန်းနိုင်ပါတယ်။ဥမာပြင်ကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတနင်္သာရီတိုင်း လက်ရှိမိုးရွာသွန်းနေတဲ့ဒေသများမှာပဲအများဆုံးတင်ဖြစ်နေပါတယ်။ကြာဒေသတွေမှာတော့တိမ်နီးနေတာဖြစ်တော့နိုင်တယ်လို့ခန့်မှန်းရပါတယ်။မုန်တိုင်းပြပေါ်နိုင်မှုကတော့မတ်လမှာဘင်္ဂလားပင်လယ်ော်ရဲ့အနေဒါမုန်တိုင်းပြပေါ်နိုင်တဲ့အနေဒါမရှိတဲ့အတွက်လာမယ့်တစ်ပတ်အတွင်းမှာတော့မုန်တိုင်းပြပေါ်နိုင်မှုမရှိသေးဘူးလို့ပဲခန့်မှန်းရပါတယ်။မြမပင်လယ်ပင်မှာတော့အကြမ်းအဖြစ်လိုင်းအနည်းငယ်မှအတင်းတင်းလောက်ရှိပေမဲ့လိုင်းအနည်းကတော့တပေမှ၄ပေကအထိတာရှိနေပါတယ်။ နေဘူးချင်းကမန်းချင်းများအနေနဲ့တော့ရှင်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေဘူးချင်းတွေက35မှ33နောက်တွေရှိနေပါတယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်မှာနေဘူးချင်းတွေက34မှ38လောက်တွေရှိနေပြီးတော့ရန်ဒီသားတွေမှာတော့39မှ45ဒီဂရီစင်ဂရိတ်ထိရှိနေပါတယ်လောလောဆယ်မှာမြန်မာနိုင်ငံလူပြည်မြေပြန့်ဒေသတွေမှာအခုချိန်တော်တော်မြင့်တက်နေတဲ့အတွက်နေဘူးတန်အငယ်ကတော့သတိပြုဖို့လိုမယ်ဆိုတဲ့တင်ပြလိုပါတယ် ခရမ်းတော်ရောင်ကြီးအညုံကိန်းအနေနဲ့တော့ကြင်ပြင်းရရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ဘက်ညုံမှာစကိုင်းတိုင်းဒေသကြီးအထက်ဘက်ညုံမှာခရမ်းတော်ရောင်ကြီးအညုံကိန်းဟာတစ်ဆင့်နေပြီးတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနိုင်ပြီးကြံကြေးသားအားလုံးမှာတော့လွန်ကဲတဲ့အဆင့်မှာရှိနိုင်တဲ့အတွက်ခရမ်းတော်ရောင်ကြီးကလည်းတတိထားရမယ့်အနေထားမှာရှိနေပါလေမိုးရွာသွန်းမှုကမ္ဘာ့ရဲ့အနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ဘက် နေရာကျဲကျဲရှင်းပြည်နယ်ဆန်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ကြမိုးချုံချုံရွာနေပါလေတနေ့ကဤတိုင်းမှလည်းနေရာကွက်ကြမိုးချုံချုံအင်းငယ်ရွာနေပါလေကြံသေးတယ်မှာတော့အများအဖြစ်ဒီအသိအတင်သာဖြစ်ထွက်နိုင်တယ်လို့ခမန်းရရှိထားပါကြောင်းတင်ပြပါလေမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝပြီးအန်ဒရီမြတ်မှစင်ကင်းဝေးနိုင်ကြပါစေ